ပေါ်လာတယ်ဆိုတော့ကိုကမသိသေးဘူးပေါ့နော်ဒါရိုက်တာငွေတီးဆိုတာကိုရောခုထိတော့မတွေ့ဘူးသေးဘူးပေါ့ဒါပေမဲ့လည်းလောကကြီးမှာနာမည်သူမရှားလူသူမရှားပေါ့နော်ဆိုတော့ဟိုနာမည်တူတဲ့လူလေးယောက်လည်းထွက်တော့ထွက်ပေါ်လာနိုင်တာပေါ့လေဂျောင်းမမျိုးလေးတစ်မျိုးမှာ you know တွေကဆိုင်လာအဲ့ပေါ်မှာတော့ဘာမှတော့ပြောစရာမရှိပါဘူး။ဘာဖြစ်လို့လဲဆိုတော့သူကကလောက်နိုင်မယ်ဆိုတော့လေ မပြောတတ်ဘူးပေါ့နော်နာမည်ဆိုတော့မှတ်ပုံတင်ထားပြီးတော့ကိုတယောက်တည်းမူပါရင်တွေ့တင်ထားလို့ရတဲ့အရာလည်းမဟုတ်ဘူးဆိုတော့လေသာရေးဆရာအလုပ်ကလေဟိုလိုမျိုးအဲ့လိုဘယ်လိုပြောရမလဲကဲကဲရီယာဆိုတဲ့ professional ဆိုတဲ့အဲ့လိုကြီးလောက်တာမဟုတ်ပြင်မယ်အဲ့လိုသာရေးရတဲ့အချိန်မှာကိုကစိတ်ထမ်းလာတာပေါ့နော်ပျော်တာပေါ့အာပြီးတော့အဲ့လိုဘယ်လိုပြောမလဲ ပြားပေးတဲ့ဉာဏ်ပညာလို့ပြောရမလား gift လို့ပြောရမလားပေါ့နော်အဲ့ဒီအဲ့ဒီနေရာလေးမှာရှိတယ်လို့ကိုယ့်ကိုယ်ကိုယူဆရတယ်ပေါ့။ဘာကြောင့်လဲဆိုတော့အဲ့လိုတချို့သောစကားလုံးတွေကစာရေးတဲ့အချိန်မှာပဲကိုယ်ဖြစ်စေတာပေါ့နော်။ပုံမှန်အဲ့လိုကိုယ့်ကိုယ်ပုံမှန်အကောင်ထဲမှာမရှိတဲ့အတွေးတွေ အဲ့လိုစကလုံးတွေကစာရေးတဲ့အချိန်ကျမှပဲအဲ့လိုပေါ်လာတာမျိုးဆိုတော့အဲ့စာရေးရတဲ့အချိန်ကပုဂ္ဂိုလ်ကိုကျေနပ်မှုရတဲ့အချိန်တခုပေါ့နော်အဲ့အဲ့လောက်ပါပဲအဲ့လိုအဲ့လိုမျိုးတော့မမှတ်မိဘူးအစဉ်ပြေကျေသလိုကြုံရင်ကြုံသလိုပေါ့အခါတလေတော့အဲ့လိုပေါ့ကိုအရန်လေးစားရတဲ့ဟိုဟာဘယ်လိုပြောမလဲနော်ကို guideline ပေးတဲ့အမားတယောက်လည်းဖြစ်နိုင်တယ်ပေါ့နော်ကိုကိုတစ်ခါခါကျတော့လည်းနေနေပေါ့အမေလည်းဖြစ်နိုင်သလို အဲ့လိုမျိုးပေါ့နော်အဲ့အဲ့အဲ့အမဆိုလို့ရှိရင်ကိုယ်စိတ်ထဲမှာဘယ်လိုပြောရမလဲနော်အစင်မပြည့်ရဲ့လားဖတ်ကြည့်ပေးပါအောင်ဆိုတဲ့ဟာမျိုးလေးပေါ့အကြံဉာဏ်တောင်းပြတဲ့ဟာမျိုးတွေလည်းရှိတယ်အမေရိကန်တော့ရှိပါတယ်ဒါပေမဲ့အဲ့လိုပေါ့နော်ဟိုအလုပ်တွေများတာရယ်အဲ့လိုတာဝန်ဝတရားတွေများတာရယ်နဲ့အဲ့လိုအဲ့ဇလန်းတွေအကောင့်ထဲပေါ်ရတာကိုပင်မန်းတယ်လို့ခံစားရပြီးတော့အဲ့ဘက်ကိုမရောက်တာတကယ်တော့လှုပ်ချင်တယ်ပေါ့နော်ရေးချင်တယ်အဲဒါပေမဲ့အဲ့အဲ့ဒီဟာကိုခုတည်းတည်းကို ကိုစိတ်တိုင်းစိတ်ရှိတိုင်းပေါ့နော်မလုပ်ဖြစ်သေးဘူးပေါ့ဒီနေ့နေ့တော့လုံနိုင်မှာပါလို့ကိုကိုကိုလည်းအားပေးနေပါတယ်အဲ့ဒါပေါ်လာတယ်ဆိုတော့ကိုကမသိသေးဘူးပေါ့နော်ဒါရိုက်တာငွေတူးဆိုတာကိုရောခုထိတော့မတွေ့ဘူးသေးဘူးပေါ့ဒါပေမဲ့လည်းလောကကြီးမှာနာမည်တူမရှားလူတူမရှားပေါ့နော်ဆိုတော့ဟိုနာမည်တူတဲ့လူလျောက်လည်းထွက်တော့ထွက်ပေါ်လာနိုင်တာပေါ့လေအဲ့ပုံမှာတော့ဘာမှတော့ပြောစရာမရှိပါဘူး။ဘာဖြစ်လို့လဲဆိုတော့ तू ကကလောက်နိုင်မယ်ဆိုတော့လေ ပြောတတ်ဘူးပေါ့နော်နာမည်ဆိုတော့မှတ်ပုံတင်ထားပြီးတော့ကိုတယောက်တည်းမိုဘိုင်းကိုတင်ထားလို့ရတဲ့အရာလည်းမဟုတ်ဘူးဆိုတော့လေအခုဘာမှမရင်းနေဘူးခင်းနေဦးဘာပဲလှုပ်ရှင်တာလဲဆိုတော့ဒီအချိန်နားကျင်တာရဲ့ခရီးသွားကျင်တာရဲ့အဲ့လိုမျိုးပေါ့နော်အဲအခုပြန်ပြီးတော့ relax လုပ်နေတဲ့အနေထားလို့ပဲပြောရမှာပေါ့လုံးဝအေးစေးစေးပဲအဲ့တော့အမေကျမရအောင်မင်းလည်းကျမရေကောက်မှာဟုတ် တာတောင်းပြပြောရရှိနေတဲ့ဒီကိထွက်ဖို့ရှိတာပေါ့အဲအဲ့လိုပေါ့မေမေလိုက်လို့ရတဲ့ခကြီးတွေဆိုရင်တော့ခေါ်ဖြစ်တယ်ပေါ့နော်အခါခါကျတော့မေမေလည်းလိုက်လို့အဆင်မပြေတဲ့ခကြီးတွေကြတော့လည်းကောက်ကိုပဲသွားဖြစ်တာပေါ့ဟုတ်ကဲ့ပါဒီကဘုရားဆောင်နေဆံမှာဒီခါလေးစိတ်ထားလေးစီပြီးတဲ့ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ခရီးအမေကိုလည်းကျေးဇူးတင်ပါတယ်